โอเคအားလုံးပဲမင်္ဂလာပါဗျာစောကတီယံမြန်နေပြန်လည်ပြီးကြိုလိုက်ပါကျွန်တော်ဒီနေ့ဘုဒ္ဓမြတ်မှာလဲချန်ပီယံလိ1 of 60ဒုတိယကျော်ရှုံးဖက်ပွဲစဉ်၄ပွဲရှိပါတယ်ဒီ၄ပွဲကို PD ကိုလူတူရှင်းလာပြောပြပေးတော့မှာဖြစ်ပါတယ်မြညာက၄ပွဲမှာတော့အဆင်မပြေလိုက်ပါဘူးအဲဘော်ဒီ၂ပွဲကြ၂ပွဲအောင်ဘိုးပေါင်းကလည်း၂ပွဲကြ၂ပွဲအောင်နဲ့အဲ draw လောက်ကျသွားတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ပြန်ပြီးဘဲပေါင်းကလည်းအဲလီဗာပူးစင်နဲ့နိုင်ပွဲရက်တက်သွားတဲ့နေထားမှာရှိပါတယ်။ဟိုပြပြပွဲစဉ်တွေဘက်ကိုသွားလိုက်အောင်။ကျွန်တော်ကျွန်တော်လန်ဒီနဲ့တော့ဒီပွဲမှာ ဝိတော်မဟာဗုဒ္ဓကြီးလည်းပဲဆရာရှင်နဲ့ဘုပေါင်းကြီးနှလုံးရှုပ်မှာကြီးပွင့်ထားပါတယ်။ဒီနေ့ပထမကျော့မှာထုံမွန်အိမ်ဝင်မှာတော့ငါ1 1တို့ကြာထားပါတယ်။ဒီအဲ့ဒီဘုံမှာတော့ငါတော့ဘုံအိမ်ရှင်ကဝမ်းသိကြီးပေါ်ထားပါတယ်။အင်္ဂလိပ်ဝင်ပြတဲ့အရေးပဲဆိုရင်ဝိဝင်ထုံမွန် level ရှုံးတာပတ်သက်တဲ့အနေထားမှာ level 130ဆိုတော့ဈေးကတော့ပြာ90လောက်ထုံမွန်နေနဲ့ဈေးပြောင်းရချမှာရှိပါတယ်။ဒီနေ့လက်ရှိကာရဖောင်ကြည့်ရမယ်နော်။လက်ရှိကာရဖောင်မှာလည်းထုံမွန်ဖောင်မကောင်းပါဘူး။နောက်ဆုံးနောက်ဘက်မှာနှစ်ပွဲနိုင်တစ်ပွဲရှုံးနှစ်ပွဲတည်နေ အဲဘုန်းနတိကံမှာလည်းအစစ်အစစ်တွေရောက်နေတာပြီးတော့ဘုန်းတို့ဒီနေ့ရာဒီမှာရုံးကနေရတဲ့အချိန်မှာရှိပါတယ်။အရှင်လိုင်ကြီးရဲ့ဖောင်ကြီးရမယ်ဆိုရင်တော့မစိုးလို့ပြောလို့ရနေတာမှာရှိပါတယ်။နောက်ဆုံးအဝတ်မှာ၃ဘွဲ9တဘွဲရှင်တဘွဲတွေနဲ့ဖောင်ကောင်းတဲ့နေတာမှာရှိပါတယ်။လိုင်ကြီးရဲ့ချန်ပီယံလိဖြတ်တန်းထားတဲ့တင်းကြီးတွေနဲ့ဖြတ်တန်းထားတဲ့ဖောင်ကြီးရမယ်ဆိုရင်လိုင်ကြီးချန်ပီယံလိမှာဖောင်ရန်ကောင်းမှုတွေပါတယ်။မြေမထွက်ဘူးအိမ်မှာ1-0နဲ့နိုင်တယ်။အီဒီကိုလည်း1-3နဲ့နိုင်ကြတာပါတယ်။ဘလို့နောက်1-2နဲ့နိုင်ပြီးသူရှုံးထားတာကတော့ဒီဘက်ကို2-1နဲ့ရှုံးထားတဲ့တဘွဲပဲရှိပါတယ်။အတင်းကြီးမြေတူတဲ့အချိန်မှာဒီနေထားဒီကြံပြင်း အရှင်လာလီတို့ကလည်းချန်ပီယံလိပေါ့မှာအရင်ကောင်းနေပါတယ်ဝင်းဝင်းမှာတော့လည်းသုံးမကိုတေးခံခံလာတဲ့အနေထားမှာအခုအင်မဲအားနဲ့အရှင်လာလီတို့အတာကြီးနဲ့ကန်သွားမယ်နေတာမှာရှိပါတယ်။ဒါကြောင့်ဒီဘွဲမှာဝင်းဝင်းသုံးမတို့နေပြပြတဆယ်ရှုံချီးပါနေမှုနဲ့လူရောအရှင်လာလီပေါ်ကိုဝိချက်ထားပါတယ်။ကိုပေါင်းကြီးနှလုံးရှုံးပေါ်ကြအောင်ကိုအကူလည်းကြိုက်ပါတယ်။ဘွဲလက်ခံမင်းကကျွန်တော်ဝမ်းသီးခံမထားပါဘူး။အရွယ်တော့အစွန်မီလာနဲ့ကလပ်ကဒီဘက်မှာအရှင်အစွန်မီလာကဝါရီကျ90စာနဲ့ပုံပေါင်းကြီး90စာမှာကျင်းပွင့်ထားပါတယ်။ပထမကျအစွန်မီလာကအဝေးဘက်မှာတော့ အစွန်မီလာကပြီးပွားနဲ့အနိုင်ရရှိထားပြီးအဲ့ဒီပွဲမှာဖွင့်ထားတဲ့ကြီးကအစွန်မီလာအဝေးဝန်းကနေ level 50ရှုံးကျေပွင့်ထားပါတယ်။အင်းဝင်ဝင်ပြတ်တရားကြီးမယ်ဆိုရင်အင်ရှင်အစွန်မီလာ350ကြီးကမှန်ကန်တဲ့နေထားမှာရှိပါတယ်။အရှိဖောင်ကြီးရမယ်ဆိုရင်လည်းအစွန်မီလာတို့ဖောင်ရန်ကောင်းနေပါတယ်။နောက်ဆုံး၅ပွဲမှာ၄ပွဲနိုင်တစ်ပွဲတည်နေရှုံးမရှိကန်ထားပါတယ်။အဝေးဝန်းကလပ်ဘူးကတော့ဖောင်ရန်ကောင်းမထားတဲ့နေထားမှာမရှိပါဘူး။နောက်ဆုံး၅ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံး၁ပွဲတည်နေအစွန်မီလာတို့ဖောင်ကောင်းမထားတဲ့နေထားမှာမရှိပါဘူး။ င်ရှင်အစရိုဘီလာအနေနဲ့ချန်ပီယံလိဂ်ကိုအင်အားဖြည့်ဖို့ပြောတဲ့စာသမားတစ်တည်းလေးကော်ထားတဲ့အနေထားမှာဖြစ်တာကြောင့်ဒီပထမကြောကနှစ်ခုပြတ်ထားရဆိုနေအိမ်ခွင်းမှာတော့အမှခံမဲ့အနေထားမှာမရှိပါဘူးဒီအိမ်ခွင်းမှာလည်း PPC နဲ့အနိုင်ကသွားမယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒါကြောင့်မလုံလောက်စားပေါက်ကြည့်အောင်မှာအင်ရှင်အစရိုဘီလာဘော်ဒီကိုမြှင့်ချထားပါတယ်ပူပေါင်းကြီး350စားပေါက်ကြည့်အောင်မှာဘူနဲ့အမဒီယာတပွဲတို့တွေမှာရလကောက်အောင်ခံစစ်ကြည့်ကြည့်လေးနဲ့ဆောင်းဆောင်တက်တဲ့အနေထားမှာဖြစ်တာကြောင့်ဒီပွဲမှာ350စားပေါက်ကြည့်အောင်မှာကိုယ့်အကူကြီးချထားပါတယ်ကိုယ့်ရလကောက်ကြီးကတော့ဝါးသီးခံမှန်းထားပါတယ် နောက်တစ်ခုကတော့ဒီနေ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ Edico နဲ့ Real Madrid ဒီပွဲမှာအရှင် Edico က Volley ကြီး level 900ရှုံးနဲ့ပူပေါင်းကြီး350အစားမှာကျင်းပထားပါတယ်။ဒါမှကြော် Real ကဘာ Real က2-1နဲ့ရရှိတာပြီးအပွဲမှာအရှင် Real က Volley ကြီး level ရှုံးပေးထားပါတယ်။အင်္ဂလိပ်ဝေကွင်းကြီးရမယ်ဆိုရင်သူ level 900ရှုံးကဈေးမှန်တယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်။အရှင် form ကြီးရမယ်ဆိုရင်တော့ Edico ပေါင်ရင်းကောင်းထားတဲ့နေရာမှာမရှိပါဘူး။နောက်ဆုံး၅ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်း Real Madrid ကတော့ form ကောင်းမွန်ထားတဲ့နေရာမှာရှိပါတယ်။နောက်ဆုံး၅ပွဲမှာ4ပွဲနိုင်2ပွဲရှုံးနဲ့ ောင်ရတော့အီတီကိုတော့ဖောင်ကောင်းထားတဲ့နေထားမှာစုပါတယ်။ဒီဝေးမှာတော့ဝေးဝင်းရီယမထရီတို့ပထမကြောကလည်းတကိုးတာနဲ့နိုင်ပြီးထားတဲ့နေထားမှာဖြစ်တာကြောင့်အဝေးဝင်းမှာအရင်ဖွင့်ကန်လာမယ့်နေထားပါမရှိပါဘူး။ခန်းစစ်ကိုကြီးကြီးလေးလေးပြင်ဆင်ထားပြီးကောင်တာနဲ့ပဲစားလာမယ့်နေထားမှာရှိပါတယ်။ဒါကြောင့်မို့လို့ဒီဝေးမှာဟက်တူရမှာလည်းဒီနေ့ပြင်ထိုက်တဲ့ပြဆိုမှုမှာအမြဲတမ်းရောဖြစ်ထားတဲ့နေထားမှာဖြစ်တာကြောင့်ဒီဝေးမှာ1 1 draw လောက်ပြီးသွားမယ့်နေထားမှာရှိပါတယ်။ဒါကြောင့်မို့လို့ဘောယုံရွေးချယ်ထားပဲဘူပေါင်းအောက်တပြိုးတည်းဝယ်ရွေးချယ်ထားပါလေ။ရက်လက်ခမန်းကကျွန်တော်1 1 comment ထားပါတယ်။ နောက်တစ်ခုကတော့အာဆနယ်နဲ့ PSG ဒီပွဲမှာအင်ဂျင်အာဆနယ်ကဝင်ကြီးတလုံး50ရှုံနဲ့ပူပေါင်းကြီး350စားမှာကျင်းပွင့်ထားပါတယ်။ပထမကျတော့အာဆနယ်ဝင်ပွဲမှာတော့ဆယ်လုံးကနဲ့ပိုးပြတ်နိုင်ကြတာဖြစ်တဲ့ကြောင့်အာဆနယ်တို့ညီငယ်ဒီပွဲကအရန်ရေးပါတယ်များမှာမရှိပါဘူး။အဲ့ဒီပွဲဝင်ပွဲမှာတော့အာဆနယ် level ရှုံကြီးဖောက်ထားပြီးအင်္ဂလန်ဝင်ပွဲပြတ်တရချင်းနဲ့တလုံးတည်ရေးဖောက်ရမယ်နေသားမှာအာဆနယ်1-50ရှုံကျန်50လောက်ဒေါ်ဈေးပြင်လာတဲ့နေသားမှာရှိပါတယ်။ပထမကျတော့လည်းပိုးပြတ်နိုင်ပြီးတော့ဒီအင်ဝင်လည်းပြန်ရောက်လာတဲ့နေသားမှာပြန်50ပူပေးလာတဲ့နေသားမှာရှိပါတယ်။လက်ရှိဖောင်ကြီးကမစမ်းတော့ဖောင်ရတာနဲ့တစ်သလုံးဖောင်ပြတ်နေပါတယ်။ အာဆန်နဲ့နောက်ဆုံးအဝတ်မှာနှစ်ပွဲနိုင်တစ်ပွဲရှုံးနှစ်ပွဲတည်ဝေးလုံးပြည့်ပြည့်နဲ့နောက်ဆုံးအဝတ်မှာနှစ်ပွဲနိုင်သုံးပွဲရှုံးနေတယ်သူကလုံးဖုံကောင်းမွန်ထားတဲ့အနေအထားမှာမရှိပါဘူးအာဆန်အနေနဲ့လည်းပထမပြော PSG ကိုဆယ်လုံးဝနဲ့နိုင်ထားရဲဆိုရင်လည်းတခြား EPL ပွဲစဉ်တွေမှာတော့တိုက်စစ်ပြဿနာနဲ့အတူခူးရောက်ဝင်ရုံးငံ့ရတဲ့အနေအထားမှာရှိပါတယ်အာဆန်အနေနဲ့ဒီပွဲပြီးရင်လည်း EPL ပွဲစဉ်ချက်စီးနဲ့အာဆန်နဲ့တော်ဖို့အတွက်ချင်းချောက်လာနိုင်တဲ့ပွဲစဉ်ခံရမယ့်အနေအထားမှာဖြစ်တာကြောင့်အဲ့ဒီပွဲကိုအာယုံဆိုင်လာမယ့်အနေအထားမှာရှိပါတယ်ဒီပွဲမှာတော့အရန်လူစင်းနဲ့ပဲပွဲထွက်လာမယ့်အနေအထားမှာရှိပါတယ်အာဆန်အနေနဲ့ အဆင့်3ကဟိုတန်ဖွဲ့နေတယ်လေးမှတ်ပဲကွာထားတယ်အဆင့်4ကအချက်စင်းနဲ့6မှတ်ပဲကွာထားတဲ့အနေအထားမှာတပွဲတော့ချေချုံလိုက်တာနဲ့ top 4ထဲကိုပြောင်းလာသွားမယ့်အနေအထားမှာရှိပါတယ်ဒါကြောင့်မို့အာဆင်နယ်တို့အနေနဲ့တိုက်တယ်ရိတ်ကပြီးဆုံးသွားပြီဆိုရင် top 4မှာတော့အရင်ကြီး save ဖြစ်ထားတဲ့အနေအထားမှာမရှိပါဘူးဒါကြောင့်မို့ EPM ပွဲစဉ်တွေနောက်ပိုင်းပွဲစဉ်တွေကိုယူဆိုင်ပြီးကံလာရမယ့်အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ပထမကြောက်ကလည်း7-1နဲ့အေးစစ်စစ်တက်ပြီးသားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီပွဲမှာတော့အရင်လူစင်းနဲ့ပဲလူမရှိတဲ့အနေအထားမှာလည်းဖြစ်တာကြောင့်အရင်လူစင်းတိတတ်မယ်ထုတ်ကံလာမယ့်အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော် ဝမ်းမိုင်း90ပေါက်ကြရမှာအဝေးဝင် PSV ဘော်ဒီကိုမြင့်ကျထားပါတယ်ကိုရက်လက်ခံမှန်းချက်ကတော့ဝမ်းဝမ်းခံမှန်းထားပါတယ်ဘလုံးများမှာအားလုံးအပေါင်းပြကြပါလိမ့်ကြ